မင်္ဂလာပါရှင်ရောင်းကိတ္တချန်ရဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်စတင်ပါလာတွင်စစ်မှုထမ်းတပ်သား40တောင်တော်လိုင်းတပ်ဖွဲ့ထံအလင်းဝင်ခဲ့လို့ပြည်သူ့ဗန်နိုင်တော်ပြန်မြန်မာနိုင်ငံတော်ဝန်ပြည်ခဲ့စတင်ပါလာတွင်မှာတော်လိုင်းဘက်ကိုအလင်းဝင်ပူပေါင်းလာသူ68ယောက်ရှိတဲ့အထဲမှာ41ယောက်ကစစ်မှုထမ်းတပ်သားတစ်တွေဖြစ်တယ်လို့ပြည်သူ့ဗန်နိုင်ငံသတင်းထုတ်ပြန်တယ်စစ်တပ်ကနေစစ်မှုထမ်းဥပဒေကိုထုတ်ပြန်ခဲ့2024ခုနှစ်ဖေဖော်ဝါရီလကနေစလို့လက်ရှိချိန်တွေကိုလက်နက်နဲ့တကွာအလင်းဝင်ရောက်လာစစ်မှုထမ်းတပ်သားတွေရေအတွက်ဟာတဖြည်းဖြည်းနဲ့တိုးမြှင့်လာနေစေဖြစ်တယ်လို့သိရတယ်။ လာစင်လာတိုင်းကတော့ရေအတွက်တွေမတူဒါပေမဲ့တိတိတသားကိုများလာတယ်သူတို့ပြင်စိတ်မှုရန်တက်တာတည်တည်များတယ်သူတို့ကလက်နဲ့တွေလည်းပါတယ်အရင်ကဆိုတယောက်စားနှစ်ယောက်စားအလင်းဝင်ကြတယ်ခုနောက်ပိုင်းဆိုအစုအဖွဲ့လေးနဲ့အလင်းဝင်လာတာကိုလည်းတွေ့ရပါတယ်အခုထုတ်ပြန်တဲ့စင်နေရာအလင်းဝင်လာသူစစ်တုံးမဲ့ဖြစ်ဖမ်းမိသူနဲ့လက်နဲ့ချသူတွေရဲ့စင်ကိုတောက်ကောက်ယူထားဖြစ်တာကြောင့်စစ်တပ်ကနေထွက်ပြေးသူတွေလို့လက်လက်မမီရဲ့တပ်ပြေးမှုတွေလည်းရှိနေလို့သိရတယ်ပြည်သူ့ဗန်းနိုင်ငံကနေပြီးအလင်းဝင်လာသူတွေကိုနှိထွေးစာကြိုးစောနေပြီးဘဝဆက်လက်ရည်တည်ရေးအတွက်တင်းနှဲနေကိုလာဆင်ပို့ချပေးနေလို့လည်းဆက်ပြောတယ်။ ဆေးအဆိုအစမှုရံဥပဒေကိုပြဋ္ဌာန်းသုံးပြုခြင်းကနေစတင်ပြီးတပ်သားတွေကိုလာစဉ်စုဆောင်းလာခဲ့တာပတ်စဉ်15ရက်ရောက်ရှိလာနေပြီဖြစ်ပြီးပြည်သူ့ဗန်နိုင်ငံကောက်ယူထားတဲ့မှတ်တမ်းတွေက2025ခုနှစ်ဇန်နဝါရီလကနေစတင်ပါလာတဲ့အလင်းဝင်ပူပေါင်းနဲ့လက်နက်ကြအပြင်စစ်တုံးမှန်ပါဝင်စုစုပေါင်း2121ရောက်ရှိလို့လည်းသိရတယ် ဆက်လက်ပြီးမွေရမောက်ထွက်ခွာလာစစ်ကော်မရှင်ရင်ရင်15စီကိုတော်လိုင်းပူပေါက်တဲ့တွေတိုက်ခိုက်ဒီကိုက်တိတ်ဆုံးမှုရှင်နိုင်ဆိုစကိုင်းနဲ့မော်မျိုးကနေထွက်လာတဲ့အကြဘတ်စစ်ကော်မရှင်ရင်ရင်15စီကိုတော်လိုင်းပူပေါက်တပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့လို့ဂျင်တဲ့ဖိုင်တာဂရုတပ်ဖွဲ့စီကသိရတယ်။အော်တိုဘာလာ17ရက်နေ့မနက်ရှင်းနိုင်ခွဲလောက်မှာမော်ရကနေအောက်ဖက်ဆုံစင်လိုက်စစ်ကော်မရှင်ရင်တဲ့ဂျင်တဲ့မြစ်ချောင်းတနင်္လာရတော်လိုင်းပူပေါက်တပ်ဖွဲ့တွေကနေလက်နက်ငယ်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့လို့ဆိုရတယ်။ ဒေါ်လင်းပူပေါတပ်ဖွဲ့ရဲ့တိုက်ခိုက်မှုတွင်စစ်ကောင်ရှင်တပ်သားတွေကလက်နက်ကြီးလက်နက်ငယ်နဲ့ပြက်လက်ပစ်ခတ်ခဲ့တယ်လို့ဇက်တက်လီဒီနဲ့လိုက်လံရှာဖွေအပြုလုပ်ခဲ့လို့ CFG တပ်ဖွဲ့ကဆိုတယ်အဆိုပါယင်းနေမှာစစ်ကောင်ရှင်တပ်သားတွေကဈေးနီးစီလောင်ကန်နေတဲ့တခြားစစ်သုံးဆောင်ပစ္စည်းကိုတယ်ဆောင်လိုက်လို့သိရတယ်လို့တိုက်ပွဲကဖြစ်ပွားပြီးနောက်အဆိုပါယင်းဆက်ငါစရာအောက်ဘက်ကိုဆက်လက်ဆောင်ဆင်းသွားပြီးမြို့ဝဘက်တီဆောင်ဆင်းသွားတယ်လို့သိရတယ်။အဆိုပါတိုက်ခိုက်မှုကိုချင်းတွင်းဖိုက်တာဂရုနဲ့ Brave Army တို့ကပူးပေါင်းလုပ်ဆောင်ခဲ့လို့သိရပါတယ်။ က်လက်ပြီးဂျပန်စစ်တပ်တနင်္သာရီတိုင်းတိုင်းပေါ်အမှတ်စနေလေးကျင်းတင်တဲ့ကြောင့်ရှေ့ဆင်းမှုရန်တန်တန်းကနေတပ်ဖွဲ့ဝင်တပ်သားတွေလည်းဦးလင်းဝင်ပတ်ပြန်ခိုးလုံလာတနင်္သာရီတိုင်းပူလောမြို့နယ်မှာရှိတဲ့ဂျပန်စစ်တပ်တင်တဲ့ကြောင့်ရှေ့ဆင်းမှုရန်တန်တန်းကနေတပ်ဖွဲ့ဝင်တပ်သားတွေလည်းအလင်းဝင်ပတ်ပြန်လာလို့ကေအမျိုးသားစီအောင်မြိတ်တွေကရင်ကနေဒီကနေ့မှထုတ်ပြန်နေပြီးခဲ့အောက်တိုဘာလ9ရက်ကဂျပန်စစ်တပ်တိုင်းပေါ်အမှတ်စနေလေးကျင်းတင်တဲ့ကြောင့်ကနေတပ်ဖွဲ့ဝင်တပ်သားတွေတောင်းရောင်းနေ အော်တိုဘားလရှိရမှာတရားအားလုံးစုစုပေါင်း400ကေအမျိုးသားလူမျိုက်တက်တော် KNL တက်မှလေး KNDO တိုင်းဖနစ်တန်လက်နက်မဲ့အလင်းဝင်ပတ်ပြောင်းကုလုံးခဲ့လို့သိရတယ်။ အလဲဝင်ဗျောင်းကိုလုံးသူတွေကတတလေးရောအာနာသိစစ်တက်ကအတည့်အထမဖန်ဆီးခဲ့ပြီးနောက်ပြည်သူစစ်မှုထမ်းတင်နန်းတက်ခါရမှာလေ့ကျင့်တင်နန်းကနေထွက်ပြေးခဲ့ပြီး KNL တိုင်းခုနှစ်တန်လက်နက်အလဲဝင်ဗျောင်းကိုလုံးခဲ့ရဖြစ်ပါတယ်။အကြောင်းမျိုးမျိုးကြောင့်မတရားစစ်မှုထမ်းခိုက်စစ်ခဲ့အာနာသိဂျပတ်စစ်တပ်တွေရှေ့တက်သားအနေနဲ့နှိစက်အတော်လိုင်းတက်တွေစီရာရနီးနဲ့လက်နက်ကြလင်းဝင်ပူပေါင်းကြဖို့ကဲနုကတိုက်တွန်းသိပေးတယ်။ ဆက်လက်ပြီးတောင်ကြီးမြို့စိန်ပန်ရက်ကွက်မှာစစ်မှုတန်းချင်းမပေးနိုင်အမျိုးသမီးတအုပ်ကိုအောက်ချော်ရင်မူတောက်ရှိကရက်ကွက်ထဲမှာမောက်တော့ရှမ်းပြည်နယ်တောင်ကြီးမြို့စိန်ပန်ရက်ကွက်မှာစစ်မှုတန်းချင်းမပေးနိုင်အမျိုးသမီးတအုပ်ကိုအောက်ချော်ရင်မူတောက်ရှိကရက်ကွက်ထဲကမောက်တော့ခဲ့ခြင်းဖြစ်ကြောင်းဒေသပြည်သူတွေကပြောတယ်။အော်တိုဘာလ9ရက်နေ့တောင်ကြီးမြို့စိန်ပန်ရက်ကွက်မှာနေထိုင်တဲ့တောင်သားကလေးနဲ့တောင်ရဲ့မိခင်ဖြစ်သူမုံစမတအုပ်ကစီးပွားရေးအဆင်မပြေဖြစ်ပြီးစစ်မှုတန်းချင်းလာစဉ်ဝေချက်သုံးသောင်းမပေးနိုင်တာကြောင့်အောက်ချော်ရင်မူတောက်ရှိကရက်ကွက်ထဲမှာဆက်လက်မနေထိုင်နိုင်မောက်တော့ခဲ့ခြင်းဖြစ်ပါတယ်။ မဆိုပါမျိုးသမီးကနေစဉ်မိုးလင်းချိန်ကနေစတင်ပြီးမိုးချုံညဆယ်နိုင်ငတ်ဒီအလုံးလုံးကင်စားတောင်းနေရသူဖြစ်ပြီးလက်ရှိနေထိုင်နေတဲ့နေကလည်းငှားရနေထိုင်ရတဲ့အိမ်ဖြစ်ကြောင်းသိရတယ်။တောင်ချင်းမြုပ်ဆိုင်ပန်းရက်ကအောက်ချွေမှုမှာတောင်ရွှေကလက်နက်ပွဲစားဖြင့်နမဲကျော်သူရွှေတောင်ရက်ကအောက်ချွေမှုတန်းရွှေနဲ့ပူပေါင်းပြီးစစ်မှုတန်းအကြောင်းပြကပြည်သူ့ထံမှငွေညစ်နေသူတဲ့ဟုတ်ဖြစ်ကြောင်းထို့ပြင်တန်းရွှေကပြီးခဲ့တဲ့လပိုက်တွေကလည်းလက်နက်အရောင်းဝယ်လို့မကုတ်စစ်စရာနဲ့ဆုံးတနက်ငါးလည်းရောင်းစားခဲ့တဲ့အမှုမှန်ပေါ်ပေါက်ခဲ့တော့လေ၎င်းကိုအထမေးရဆိုပြီးပြန်လွတ်ပေးခဲ့ရကြောင်းသိရတယ်။ ဒေါ်ပြင်းဦးတန်းရွှေကရက်ကွက်စင်အောက်ဆွေမှုတက်ဥတာဖြစ်တော်လဲမြို့နယ်စင်သားမကခိုင်စင်တပ်ပင်းလောက်ပိုင်ခွင့်ရှိနေသူတဲ့ဟုတ်ဖြစ်ပြီးတနက်ခါကြိတ်ခွင့်ရသူတဲ့ဟုတ်ဖြစ်ကြောင်းဥလမအဖွဲ့မှစွန့်ငယ်ပါဝင်လူရန်ကားတွေကိုလက်နက်တွေထုတ်ပေးပြီးမတမာသောနီလန်နဲ့ပြည်သူတွေကိုချိန်ချငွေတောင်းကပ်မှုတွေကိုအုပ်စုဖွဲ့လောက်ကိုင်နေကြောင်းသိရတယ်။တောင်စုမြို့ပေါ်၌ရက်ကွက်၂၂ရက်ကွက်ရှိပြီးတော့သက်ဆိုင်ရာရက်ကွက်အုပ်ချုပ်ရေးမှုတွေကဥစားရေးစစ်မှုတန်းကျပြည့်နှင်းဆုံ၂၀၀၀ကျပ်ကနေစတင်ပြီးများသောရှစ်သောင်းကျပ်တိလှဆိုင်ကောက်ကလျက်ရှိကြောင်း တောင်ကြီးမြို့ကဇမ်ဘက်စစ်တပ်နဲ့တကောင်တို့လောက်ကပိုးပြည်သူစေဖွဲ့ရွှေတောင်အောင်ချင်မှုတောင်းရွှေတို့ဦးဆောင်တဲ့ပြူစောတိဘွဲ့ဒိတ်ကျောင်းမှာရှိပြီးမြို့နေဒေသခံတိုင်းသားတွေကိုဒီမြို့ဆောင်နဲ့ဒုက္ခပေးနေခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးတရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားတဲ့ online ကြောင်ပြန်လည်လံမှုတွေကိုကန့်ပြည်သူစေကောင်းစားဝေဆန်းပါဝင်၃ကိုဖူချန်ပြည်နယ်မှာလူသက်မှုပအောင်ရာဇဝမှုပုံမှန်များစွာနဲ့ထပ်မံတရားစွဲတရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားလိမ့်လဲ online ကြောင်ပြန်လည်လံမှုတွေကိုကန့်ပြည်သူစေကောင်းစားဝေဆန်းပါဝင်၃ကို ဖူချံပြည်ပြည်နယ်လူသက်မှုပါဝင်ရဆွေးမှုပုံမှန်များစွာနဲ့ထပ်မံတရားစွဲဆိုလိုက်ကြောင်းသိရတယ်မြန်မာနိုင်ငံမြောက်ပိုင်းဒေသဖြစ်တဲ့ကိုကန့်ကိုခြေပြုပြီးကြားဖြန့်ခိုင်းနေထူထိုင်တရုတ်နိုင်ငံသားတွေခုပြစ်မှတ်ထားလိမ့်လဲခြင်းရာဇဝမှုတွေလုံးဆိုင်လက်နက်ကင်တပ်ဖွဲ့တွေကိုတုံ့ချခဲ့ခြင်းတို့အတွက်ဝေဆန်းပါဝင်သုံးဦးကိုတရားဆွဲဆိုလိုက်ခြင်းဖြစ်ကြောင်းဆွေရရှိနေကယနေ့မှထုတ်ပြန်ကြေညာတယ်။ ဖို့ကြံပြည်နယ်တရားရုံးမှာတရားဆက်ဆိုရာမှာအုံပြတ်ပုံမှားတွေမှာလိန်လယ်မှုရည်ရွယ်ချက်ရှိရှိလိုတတ်မှုတရားမဝင်နေဆက်ဖြတ်ကြော်မှုတွေစီစဉ်မှုနဲ့ငွေညှိမှုတို့ပါဝင်တယ်လို့ဆရာရှင်တွေကပြောတယ်တရားစွဲခံလာရတဲ့ဝေဆန်ခေါ်ဝေဝိုင်ရင်ကမှာစစ်တပ်လာခံကိုကတ်နယ်ကြားဆောင်တရုတ်ကတာဖြစ်တယ်တရုတ်နိုင်ငံနဲ့နမိတ်ပြင်ပါကိုကန့်ဒေတာမှာဖြစ်ပွားခဲ့ရဆွေးမှုတွေဖြစ်တော့လေတရုတ်နိုင်ငံသားတွေကိုပိုင်ခွင့်ရေးတွေကိုချိုးဖောက်ကျစားတဲ့အနာပိုင်တွေကရဲမှုကိုစီရင်ပိုင်ခွင့်ရှိသူဆိုကတရုတ်ဆိုရကဖန်စီအမိတ်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ် ဆလဘီညာဦးမှာစစ်တပ်ကစစ်ကြောင်းတို့ဝင်ရောက်လာပြီးတော့ကန်နီဘော့ကြာကိုမီတင်ရှင်နဲ့တောင်းနေကြတဲ့ပြည်သူပြည်လောက်အတွက်ပြည်နေရမှန်လေးတိုင်းညာဦးမြို့နယ်ရှိကြတဲ့အောင်ကိုဂျပန်စစ်တပ်ကစစ်ကြောင်းတို့ဝင်ရောက်ပြီးနေနေကိုမီရှင်တွေကတောင်းနေကြတဲ့ပြည်သူပြည်လောက်အတွက်ပြည်နေရကြောင်းဒေသပြည်သူတွေကပြောတယ်အော်တိုဘောလစေအနေကစတင်ပြီးညောင်မြို့ပေါ်ကထွက်လာတဲ့ဂျပန်စစ်တပ်စစ်ကြောင်းကတနက်တွေပြပောက်ကကန်နီပေါက်ရွာ၊၆ကန်ရွာနဲ့မကြီးတန်းရွာတွေကိုစစ်တပ်ကစစ်ကြောင်းတို့ဝင်ရောက်လာခြင်းဖြစ်တဲ့ ်ထိုဂျာဖတ်စစ်တဲ့စစ်ကြောင်းကအော်တိုဘလော့ဆယ်နေမှာမကြည်တက်တရားလုံးကိုဝင်ရောက်စီနေပြီးအနေအတွင်းရှိပစ္စည်းကိုယူဆသွားကြောင်းအော်တိုဘလော့ဆက်တဲ့နေမှာစစ်တဲ့စစ်ကြောင်းကကန်နီပေါရာကိုထမံဝင်ရောက်စီနေပြီးနေနေကိုမိရှုပ်ဖြက်စီနေကြောင်းသိရတယ်။ရင်းစစ်တဲ့စစ်ကြောင်းကြောင့်လက်ရှိချိန်မှာကန်နီပေါရာကြောက်ကန်ရွာနဲ့မကြည်တက်ရွာတွေပါဝင်ကြရဆရာကမှထောင်နဲ့ချီတော်ပြည်သူတွေပေးလွှတ်ထွက်ပြင်းတိတ်ဆောင်နေကြောင်းသိရပါတယ်။ထို့ပြင်ဂျာဖတ်စစ်တဲ့ကကြောက်ပထောင်ညာဦးလမ်းပိုင်းမှာလူငယ်တွေကိုပေါ်တာဆက်ဖက်စီကငွေကြေးစမတန်တောက်ခံနေကြောင်းဒေသပြည်သူတွေကဆက်လက်ပြောဆိုရတယ်။ ဆက်လက်ပြီးစေုပ်စုအာဏာသိမ်းပြီးချိန်ကစလို့လူငယ်တွေမလုံခြုံမှုနဲ့စကြောမြင့်တယ်လားစစ်မှုထမ်းစုဆောင်ခရယာသူတွေပေါ်စိတ်ပိုင်းဆိုင်ပြီးဈေးမွေရင်ဆိုင်လာရလို့ UNDP ကဆိုဂျပန်စစ်အာဏာသိမ်းချိန်ကစလို့မြန်မာလူငယ်9ယောက်မှတစ်ယောက်ကလုံခြုံရေးအတွက်ဆွေးနွေးရပြီးစစ်မှုထမ်းဥပဒေနဲ့တသက်တည်စုဆောင်မှုတွေကြောင့်အမျိုးသားလူငယ်တွေနဲ့တိုင်းဒေသလူနယ်စွဲကြစိတ်ပိုင်းဆိုင်ပြီးဈေးမွေဖြစ်နေရလို့ကုလသမဂ္ဂဖွံ့ဖြိုးမှုစစ်တမ်း UNDP ကပြောတယ် အကြပ်ဖက်စေုပ်စုနဲ့စေုပ်စုလည်းပါစေတပ်ဖွဲ့တွေမတင်သလိုဖန်စီတာညစိန်မတော်ဝင်ရောက်ဖန်ခေါ်တာမျိုးတွေလို့စေရဖြစ်တဲ့မှုတွေကြောင့်လူငယ်၅တန်းဒီပါတော့မို့တပါဆိုရင်ပူပန်မှုတွေနဲ့စိတ်ပိစီမှုတွေကိုအမြဲလိုလိုကန်စားနေရပြီးဒီနှုံးထားတိုက်ပွဲတေတာတွေမတန်ဆန်းလူငယ်တွေနဲ့အလုံးလက်မဲ့ကြမှာမြင့်တက်လာနေရလို့ဆိုတယ်အထူးသဖြင့်နိုင်ငံတွင်းကလူငယ်၁၀ယောက်မှလီလေးယောက်ကလည်းညဘက်တွေတယောက်တည်းလမ်းရှာမလုံခြုံတော့ကြောင်းပြောဆိုလာပြီးအထူးသဖြင့်စစ်မှုထမ်းဖို့အတင်းအဓမ္မစုဆောင်ခံရမယ့်ပေါ်ဒီကစိုးရင်ကြောက်လန့်နေကြဖြစ်ပါတယ် အခုစက်တာ UNDP ကစီစဉ်ထုတ်ဝေကြောက်ကမ္ဘာဘက်ကမျိုးဆက်မြန်မာလူငယ်ရဲ့လုံခြုံရေးနဲ့လူမှုဘဝဆိုင်ကောမှုတွေအစီအကံစာတက်တက်မြောက်စီရင်ကံစာဖြစ်တဲ့မြန်မာရက်စီရီမှာပြည်နယ်နဲ့တိုင်းဒေသကလူငယ်9000ကျော်ရဲ့အတန်းတွေကိုခြေကန်ထားဖြစ်ပြီးစစ်တမ်းဟာလူငယ်ရဲ့ပုံကွယ်စာဘေးကင်းလုံခြုံမှုနဲ့စိတ်ကြမ်းမှိုင်ခြင်းတွေကိုလေ့လာထားလည်းဖြစ်တယ်။ဒီမှာစစ်မှုထမ်းကြောက်ရအလောက်ကမရနဲ့ပြည်ပထွက်ဖို့ကလည်းမလွယ်တော့ရှာလေးနဲ့အဆင်ပြေလို့နေကြရတယ်။စစ်မှုထမ်းစီရင်နဲ့ကိုယ်နဲ့မပါသေးတော့ကံကောင်းနေရပြောရမယ်။ ဆရာနာသိမှုနောက်ဆက်တွဲဖြစ်နိုင်ငံတွင်တရားဥပဒေမစိုးမိုးနိုင်မှုနဲ့အတူစိုက်ပါလိမ့်လည်မှုလူကုန်ကူးမှုနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာဆွေးမှုတွေမြင့်တက်လာသလိုတရားစနစ်ပေါ်ဆိုးရွားဖိအားပေးခံရမှုတွေကြောင့်ကမ္ဘာလုံးဆိုင်ရာဆွေးမှုအညံခင်ကမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာရာဆွေးမှုအများဆုံးကြုံတွေ့နေရနိုင်ငံလို့လည်းသတ်မှတ်ခံထားရပဲဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒုမင်းကျေးဇူးတင်ရှိပါတယ်။